ကျွန်တော်ဒိုင်မလုပ်ရဘူးကျွန်တော်ဂီတတတန်45တိရှိကျွန်တော်ဂီတတတန်ကျွန်တော်ဒိုင်လာတော့ခါကျွန်တော်လုံးမအောင်ဘူးဗဒနာပြောသူတို့လာကန်လည်းပဲသူလုံးမအောင်ဘူးဘာလို့ဆိုတော့အရင်တောင်းဝချီးရမအိုက်ဒေါ်ရူဟာဘာလဲဟို the voice ပြောမှာတော့အာတကက်နာမည်ကြီးအစိုးရတွေအများကြီးပေါ်ထွက်လာတာပါဗျာဟုတ်တယ်မလားခုဒီမှာမြန်မာစကားကြမှာလာပြီးခရက်ထားတယ်ဆွေးတွေ့တယ်အာသူလက်ခံတယ်ဆိုလို့ သူဘက်ကလက်မခံဆိုမလုပ်နဲ့အဲ့လိုဆွေးနွေးမထားဘဲနဲ့လုတ်တဲ့ပုံမှာဘူတီပြီးတော့မှဘာမလုပ်ပါနဲ့ညာမလုပ်ပါနဲ့ဆိုတော့တို့ကျွန်တော်ကျွန်တော်တို့လည်းဆိုဖြစ်ပါမယ်ဆရာပြောသလိုပဲအဲ့ဒီဂီတာကိုစိတ်ချစ်တဲ့စိတ်ကြောင့်ပဲထွက်လိုက်တာပါကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တော့ဘူးလေတတိကသူပြောကြတော့မရှိဘူးပြဒါနဲ့ ဟိုအเจ้าမသိသေးတဲ့လူအတွက်ကိုဟိုကိုတင်ပြီးမို့လို့ကိုဇန်းတင်ပြောတာမဟုတ်ဘူးသူကအောက်အောက်ချေရလားအောက်ချေရလားမြမတချေးဆိုရင်စီးနဲ့ဝါနဲ့အခြေခံပြီးတော့တချေးကြီးတချေးကပတ်ပြူးယူရီယာဓာတ်တိလေးလာပြီးတော့မှသူများဆိုရချင်းတို့နားထောင်ပြီးတော့မှပြန်ဆိုပြီးတော့တချေးတပုတ်ပောက်သွားတဲ့ပုံစံမျိုး तू သူစီမှာမရှိဘူး तू ကလေးလာတာလားဟိုစီးနဲ့ဝါနဲ့ဒီနွားတီနဲ့ချက်တဲ့ပတ်လုံးလေးတွေ ဝိုင်းထားတယ်ပတ်ဝိုင်းထဲမှာဒါကိုအတန်ထွက်အောင်တီးဖို့ဆိုတာယောက်ျားတယောက်တော့မှတော်တော်မလွယ်တဲ့ကိစ္စဒီဆိုင်ဝိုင်းကိုဒီလိုတီးပြီးတော့စီးတဲ့ဝိုင်းနဲ့တီးပြီးတော့ထိုင်ကလေးကြကြဆိုးတိုင်းနေတယ်ဆိုရဲအရေးချင်းအာဒိုင်လူကြီးလို့ဖို့အရေးချင်းမရှိပါဘူးလို့ပြောတဲ့လူတွေကိုကျွန်တော်အပြစ်မတင်ဘူးဒါနဲ့သူ့ရဲ့ဟောပေါ့နော်ဟိုအလေထားနဲ့သူသူ့ရဲ့အချိန်ခါတဲ့သူတော့ရှိတာပေါ့ဗျာအာသူဒီလောကတော့ရောက်လာတဲ့ချိန်မှာသူဘယ်လောက်ထိစူးစမ်းခဲ့ရသူဘယ်လောက်ထိဖြတ်တန်းခဲ့ရတယ်နော်နောက်တော့ ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ကစံပြားတီးတယ်စောင်းစောင်းတီးတယ်စိုင်းတီးတယ်ပတ်တလားတီးတယ်တချင်းကြီးတယ်ကတယ်အကုန်လုံးတော့ကျွန်တော်မြန်မာအချင်းပြည်ပြည်ကောလိမ့်မယ်ဗတဲ့စောကြီးဆိုလို့ရှိရင်ဘဘဆေးရောင်ဘေးတို့ဘဘဦးစေဘိုတင်းတို့အကုန်လုံးလာတချင်းကြီးတွေမန္တတိုင်းဆိုတာကျွန်တော်တို့အရာမလို့သေးဘူးဖဲဖဲဖဲဘာလူဧည့်တွေလာပြီဆိုတော့တချင်းကြီးတွေမန္တတိုင်းဆိုကြတာပညာရှင်တွေကအဲ့ဒီအချိန်မှာဘဘဦးစေဘိုစေဘိုတက်ရကျွန်တော်ဘာပြောရလဲဆိုတော့ဟဲ့ ကျွန်တော်မိန်းတမေကကောလိပ်ပြိုင်နာမည်ကြီးကမလှပြိုင်တဲ့ဟဲ့လှပြိုင်နေသာအကုန်လျှောက်လို့နေဒါတဲ့အကုန်လုံးကောင်းတယ်အကောင်းမကုန်ဖြစ်နေပြီနော်အကောင်းမကုန်ဖြစ်နေပြီဆိုတော့ကျွန်တော်ကမဲပြောနေအဲ့လိုတက်ကသူကြောင့်သားပေါ့အကောင်းမကုန်လို့ငါ့ကိုဘာဥစေဖို့တရားပြောနောက်တော့ပြန်စမ်းတော့ငါ့ကိုအကုန်မကောင်းဖြစ်နေပြီတခုလေသူကအကုန်လုံးတယ်အကုန်လုံးအဲအခုကျွန်တော်ဆိုလို့ရှိရင်အဲတွေ့လို့ကြုံလို့တပည့်ကိုနမူနာပြောပြကျွန်တော်ဆိုအခုအရင်ကဒါရိုက်တာလည်းလုပ်တယ်တိရစ္ဆာန်လည်းလုပ်တယ် အတီးတယ်တီးတယ်ဂီတာမှုလည်းပြတယ်ကျွန်တော်အခုဘာမှမလုပ်တော့ကျွန်တော်သင်းတစ်ပုဒ်ပဲတစ်ချစ်တစ်မျိုးတော့ကိုအာယုံထဲမှာနှစ်ပြောကြီးတယ်ရိုက်စားရှိရင်ကောင်းတဲ့ဒါရိုက်တာကိုအပ်တယ်တီးစားရှိရင်ကောင်းတဲ့ဂီတာမှုကိုအပ်တယ်ကျွန်တော်အခုမလုပ်တော့သတိနဲ့နောက်ဆိုတကူပြောအာယုံဆက်ပြလုပ်အခုလည်းတကူပြောပါမယ်ဘောဘောကောင်းပါလေ तू ဒါနဲ့ तू နည်းနည်းလေးတခါတည်းရရှိ तू ပျော်တတ်တဲ့စိတ်လေးနဲ့ပြန်ဆရတာနောက်တော့မျိုးကို तू ရှိရတယ်ဒါနဲ့ဆရတာအဲအဲ့ဒါအဲ့ဒီပုံမှာ တရားနာတာဒါနဲ့ဒူဟွာပေါ့ကျွန်တော်သင်းတမုတ်ရေးပြီးရေးရေးဘူးတယ်ပေါ့ဟိုလက်ဖမိုးဘက်ကကြည်လက်ဖမိုးပဲတဲ့လက်ဘွားဘက်ကကြည်လက်ဘွားပဲလူတွေရဲ့အမြင်မှာတယောက်နဲ့တောင်အမြင်ချင်းမတူကြဘူးခင်နာဆိုးကိုသဘောကျလို့ချစ်တဲ့သူရှိသူခင်နာဆိုးရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့အလိုလိုနေနဲ့သူ့ဟိုအစအစမပြေတဲ့အကြည့်မျိုးနဲ့ကြည့်မဲ့လူလည်းရှိမှာဘူးဘသူ့ကိုမှကျွန်တော်ပြုတ်ပြီးတော့ကျွန်တော်အများနဲ့အင်တာဗျူးဖြေသလိုရှန်ထုံးကိုအလူပညာကိုချစ်တဲ့လူရှိတယ်ရှန်ထုံးရဲ့ live ကို ကြည့်ပြီးတော့နားလဲပြီးတော့ချစ်တဲ့လူရှိတယ်တနာတဲ့လူရှိတယ်လူရှန်ထုံးကိုဟာဒီကောင်ဒီတော့ပူတော့ကြည့်တာရက်သမားပါဆိုပြီးတော့အထင်မှားတဲ့ကောင်လည်းရှိရှိကျွန်တော်ခုချိန်ဒီဘွေးတဲ့ကအဲကန်ငါးပါးတဲ့မှာသူအမေရာကန်ကျွန်တော်ပြီးရတော့မတော့ဘူးဒါကဘသူတွေဘလို့ပဲအထင်မှားမှာအာဆန်ဆွန်းကစော်ဘလို့ရှုပ်တယ်ဘာကြိုက်တာပြောကျွန်တော်စော်ဆုပ်တယ်တကယ်တမ်းဆိုရင်ကျွန်တော်မိမရ၉ရောက်လောက်ရှိတယ်ပေါ့အဲ့ဒါမှာရက်တော့လို့ဆိုကျွန်တော်မူးလဲတာတွေဖြစ်တယ်ဘသူပါဆိုလိုက်မရှိဘူးဗျာဟုတ်တော့ကျွန်တော်လုံရက်ဒီဒီကလည်း Facebook ဖွဲလိုက်ရှန်ထွန်းညာတိုင်းဖျားရှိခိုးတာအတိတ်တံဝန်ထားတာဗနေရရှိပဲဆိုတော့သိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ဘာကြီးလာဆိုလက်ရှင်းပြစရာမလိုဘူးကိုလူရက်ကကိုသက်တည်တယ်သူလည်းဒီတိုင်းပဲသူ့ရဲ့ trend နဲ့သူ့ပုံစံနဲ့သူသွားနေတဲ့ပုံစံစီသူ့ရဲ့အဖြေပါပဲအဲတခုခု तू တင်းသွားမယ်စောင်းသွားမယ်ဟာမျိုးရှိလို့ရှိရင်ကျွန်တော်တို့ကတော့မနေဘူးပေါ့တပည့်ဒင်းဒါဒီလိုဆိုလို့ရှိရင်နောက်ပြောစကားကိုနားမတော်ဘူးဒီပြည်ညာမှာသာတစုတိုးဖြစ်ပြီးတော့ သူလှုပ်ချင်တာသူပြောချင်တာပြောမယ်ပြောမယ်ဆရာသမားတွေမိဘတွေပြောရင်တော့အကုန်လက်ခံတယ်ဟုတ်တော့မဟုတ်ပြန်ဟုတ်ပါတယ်ကျွန်တော်ကလေအမရဲ့လူငယ်ပဲဥမာ25နှစ်လူငယ်ပဲခိုင်ကြရင်ကိုနောက်ချင်တဲ့ခါကျရင်အဲ့လိုနောက်တလို့ဘာလို့ပြန်ပြောလိုက်တယ်ဒါအင်တာဗျူးမှာမဟုတ်ဘူးပေါ့နော်ဒီအပြင်မှာဆိုလဲစတာချို့ကြကြိုက်တယ်ချို့ကြမကြိုက်ဒါပေမဲ့ကိုကအချင်းနေအကဲမခတ်ပဲနဲ့နောက်တာမျိုးတော့မဟုတ်ပါဘူးကိုကစကားပြောတာကိုလည်းတော်တော်လက်လက်ပဲလေလူငယ်ဆိုတော့အဲ့လိုမျိုးဆိုတော့အဲဆရာပြောသလိုပါပဲ ကောက်ကိုဒါဒီအပြင်မှာနောက်ချင်တော့မယ်ဆရာတွေနဲ့ပတ်သက်ပြီးတော့မိဘနဲ့ပတ်သက်ပြီးတော့ဆရာဆိုတာဆရာဦးရှန်ထွန်းဦးတမောင်စေးအပါအဝင်ပေါ့ကျွန်တော်တော့တိုင်မလုပ်ရဘူးအထာအပန်တိုင်းဖရာကျွန်တော်တိုင်မလုပ်ရဘူးကျွန်တော်ဂီတတတန်45တိရှိကျွန်တော်ဂီတတတန်ကျွန်တော်ဒိုင်လာတော့ခါကျွန်တော်လုံးပါမဟုတ်ဟို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 ခြားတဲ့ဟိုကလစ်ပြောသူကဒါနာပြောသူတို့လာကန်လည်းပဲလုံးပါမဟုတ်ဘာလို့ဆိုတော့အရင်တောင်းဝကြီးရဲ့ ဒါမျိုးတရားမဖြစ်သင့်ဘာလို့မဖြစ်သင့်လဲဆိုတော့လောကကြီးမှာငါပတ်ဆက်ရှိတိုင်းငါလုံလို့ရတိုင်းလုံမယ်ဆိုတဲ့ဟာမျိုးကိုနိုင်ငံတော်ကနေပြီးတော့အတိမတ်ပြုပေးထားတဲ့ဂီတအစည်းယုံရုပ်ရှင်အစည်းယုံတပင်းအစည်းယုံဒါတွေရဲ့ခွင့်ပြုချက်တွေမရှိဘဲနဲ့ဒီလိုကိုလှုပ်ချင်တိုင်းကိုလှုပ်ပြီးတော့ကိုတိုင်းလူဒူကြိုင်လူအားကိုတဲ့အစင်တဲ့လူမှခေါ်မယ်မခေါ်ဘူးအဲ့လိုမျိုးကြီးကြတော့ဒါရောက်ပြီးတော့တကယ်ကိုရှင်ထဲမှာထည့်ပြီးတော့ အစိုးရဖြစ်ချင်လို့လာပြိုင်တဲ့လူတွေရဲ့နှလုံးသားတွေဓာတ်ရုပ်ကြည့်နေတဲ့ပြည်သက်တွေကိုကြီးစာစင်ဒီ attention တခုရောက်ပြီဘာလို့မှလဲလောကကြီးမှာငွေအရေးကြီးရလားနာမည်အရေးကြီးရလားနာမည်ကြီးအောင်လဲဟိုဘာဘာပြိုင်ပွဲဆိုတော့နာမည်ကြီးအောင်လုပ်ချင်လို့လားအဲ့လိုမဟုတ်ဘဲနဲ့ခုနပုံစံမျိုးနဲ့ attention ရအောင်လုပ်မယ်ဆိုလို့ရှိရင်ဘလို့တင်လေဓာတ်ရုပ်လည်းဘာဖြစ်လို့တောင်ဝင်ရှိတဲ့လူကြခွတ်တုနေတာဒီလိုမျိုးတွေကဟိုပွင့်လင်းမြင်တာခက်မှာအရှိရခုန ဟိုချင်းဆိုတော့ဟိုဒိုင်လူကြီးကောင်မလေးတယောက်ဟောသူကသူသူဖြေသားတာကျွန်တော်မတရားညမှာတွေ့တာဖြစ်တယ်ဘုရားကျွန်တော်ဂီတသမားတယောက်နေနဲ့ပြောခြင်းရဲရဲဝုံးပြောတယ်မဖြစ်တယ်ဘာလို့ဆိုကလေးတွေလည်းထိခိုက်တယ်နက်နာတယ်ဒါကလေးတွေထဲမှာလည်းပုံစံမျိုးမျိုးရှိရနော်အစင်ပြေတဲ့လူရှိရအစင်ပြေတဲ့လူရှိရအချိုးပြေတဲ့လူရှိရအချိုးမပြေတဲ့လူရှိရအရေးချင်းရှိတဲ့လူရှိတယ်အရေးချင်းမရှိတဲ့လူလည်းရှိတယ် ထင်ပေါ်ကျင်လို့လာပြိုင်တာလည်းရှိရတကယ်ကိုကိုတို့ပညာပြကျင်လို့လာပြိုင်တာလည်းရှိရအဲ့ဒူပေါင်းထောင်ပေါင်းရာပေါင်းများစွာတည်းကတကယ်အရေးချင်းရှိလို့ရွေးထုတ်ဖို့ဆိုတာကတမတ်တမတ်ကြပါအဲ့ပြိုင်ဝဲတွေစနစ်ကြပါကျွန်တော်ခုတစ်ခါဖြေဘူးတယ်ဗျာရှေ့မှာမြန်မာအိုက်ဒေါ်ပြဿနာဗျာဘာကြီးပဲရှိမြန်မာအိုက်ဒေါ်လို့ဘာလဲဟို The Voice မြန်မာတော့အာတကယ်နာမည်ကြီးအဆိုးတော်တွေအများကြီးပေါ်ထွက်လာတာပါဗျာဟုတ်တော့မှာ ခုဒီမှာမြန်မာစကားကြမှာလာတော့ကြည့်ရထားတယ်ဆိုတော့ဆိုတော့ကြည့်လိုက်တော့လေကျွန်တော်ကိုယ့်လုံပဲကိုယ်လို့တယ်သူများကလည်းဝေဝေလဲမဝေပါဘူးတိုက်လဲမတိုက်ခိုက်ဘူးဒါပေမဲ့အမြင်မတော်ဘူးဗျာဆိုတော့ဒီဒီအင်တာဗျူးတခုကြည့်လိုက်တယ်သူတို့ live လို့မဖြေရခါတခုကြည့်လိုက်တော့စိတ်ထဲမှာခံစားပြီးရဂိတသမားတယောက်အနေနဲ့ကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ဘူးဆိုတာကတော့ဒါပရိသတ်တွေလည်းဟိုဟာစဉ်းစားတတ်ပါပေါ့နော်အခုလို့တွေးခေါ်တတ်ပါပေါ့ဒါမျိုးကတော့တကယ်ကိုတာဝန်ရှိတဲ့ဂီတနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ဒူတီအစီအယုံကဒူတီပါတွေကဒါမျိုးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်သူတို့စီကကွင့်ပြချက်ရပြီးမှလုပ်ဆိုတဲ့ဟာမျိုးဖြစ်တင်ပါတယ်လို့ဒီနေရာကနေကျွန်တော်ပြောချင်ပါအော်ကျွန်တော်ပြောရဲဆိုရင်လူတိုင်းလေးစားချင်မှလေးစားမှလीဒါဆရာကကျမတို့အသက်နှစ်သက်စာမကဘူးကျမထက်ဝါသဘာအများကြီးရဲ့ကျမရဲ့ဆရာပြောသွားတာဆိုတော့ဒီစကားကိုတော့လုံဆန်တဲ့လူက ထင်ရပြောတဲ့လူတော့ပဲလွန်ဆန်မယ်ထင်တယ်တကယ်သိတဲ့သူတတ်တဲ့သူဆိုရင်ဒီစကားကိုနားထောင်ပါပါနားလည်ပါပါရှင်နောက်ပြီးထပ်ဆောင်းမပြောရမယ်ဆိုရင်ကျမတယောက်တည်းထိုင်ဆင်းရတဲ့ရက်တရက်ရှိတယ်ပေါ့နော်တယောက်တည်း judge ကကိုတယောက်တည်းအဲ့ရက်ကဆိုရင်ကိုကကိုတယောက်ပဲဆိုတော့လှုပ်ချင်တာလှုပ်ကြည့်မယ်ပေါ့အာမနက်ခင်းပိုင်းပြိုင်တဲ့တခဏရတယ်ကျွန်တော်ကလာပြိုင်တဲ့ရောက်20ပြည့်သူကျွန်တော်ရွေးလိုက်တာ9ရောက်ဖြစ်သွားအောင်အဲ့မှာရွေးတာများနေပြီအော်ဟုတ်ဟုတ်ဟုတ် သူတို့ကတော့နောက်စစ်တပိုင်းကတင်နေတာတိတ်တယ်တော့တဲ့မှာရွေးတာများတယ်ကျွန်တော်ဆိုလိုတာကရွေးတာများတာအဲ့ရွေးတာများတယ်တဲ့ကမှဟိုတဖြည်းဖြည်းနဲ့စစ်ထုတ်ပြရမှာပူတော့ပူတော့ကောင်းသေးရဲ့ဗျာဟိုပူတော့လေကြည့်ရတာပူတော့အရှိရောက်ကောင်းလာအောင်ဟုတ်တယ်မလားပါပြီတော့ရွေးတာများတော့သွားကတ်တတ်ပါလေ။ဟုတ်တည်းစိတ်ပောက်ပါသေးရဲ့။သမီးရလည်းရောင်းစရာတော့ပဲစိတ်ရသေး၅ရောက်တော့ခေါ်ချလိုက်တယ်။ Yes yes တက်တက်တက်။ကလန်နေလို့ညာနေပြီလေ။ Oh in sorry sorry ။ ပြိုင်တော့ပုံစံပြင်းမြင်ရတာပေါ့အစာလည်းမဝဘူးလေတနေကောင်ကကိုယ်နဲ့ကိုယ့်ရဲ့ဒေသမဟုတ်တော့ကိုယ့်အိမ်မှာလည်းမဟုတ်တော့အစာကလည်းစားကျင်နိုင်စားလို့မရအောင်ဗိုက်လည်းစားရဲပြိုင်မိုးကလည်းစိတ်ကလည်းလှုပ်ရှားရေးကလည်းတောက်ချရာမရှိကိုယ့်ကိုဟိုပြေးဝဲဒီပြေးဝဲရောက်ရတဲ့ခက်အေးရည်မောကဘလောက်ခက်ခဲလဲအားကြောင့်မနားလဲအဲ့တော့နောက်ဆုံးကိုဘာမှမလုပ်ပေးနိုင်တဲ့အဆုံးအဲ့ဒီမှာမနေတော့ဘူးဆိုပြီးထွက်လာလိုက်တယ်အေးရောပုတ်သူရန်ကုန်မှာနေတာမဟုတ်ဘူးလေကျွန်တော်တချင်းလေးတမှုခေါ်ဆိုပြီးတပည့်လာပါအောင်ဆိုလို့ရှိရင်သူခင်ဗျဟိုဒိုင်ယူကနေပြီးတော့ရန်ကုန်တခါလာတယ်ပြီးတဲတဲ့ဟိုတယ်တခါ ဟိုတယ်ဈေးကကြီးရကြီးနေဟုတ်တယ်မအဲ့ဟိုတယ်မှာတက်ရတယ်တိချင်းဆိုရတယ်ဆိုပြီးတစ်ခေါက်တစ်ခေါက်ပြန်သေးတယ်အခုဒီလိုမျိုးရက်ရက်ရေရှည်ဗျာရက်ရှည်ကြီးဆိုလို့စဉ်းစားကြည့်တော့ဗျာအဲ့တော့တောင်းတောင်းစိတ်နဲ့လဲသူလဲသူသူ့ဒိုင်လိုကြီးတောင်းလာပြည့်ဆိုတော့သူတာဝန်ချေချေအောင်လုပ်မယ်ဆိုစိတ်သူ့စီမှာလဲအလူပြန်သမားပဲဘယ်သူမှတာစီဘယ်သူမှနာစီဆိုတဲ့စိတ်သူဘယ်လိုလုပ်ရှိပါတော့ဒါပြတဲ့ဒါတွေကတကူလေးဟိုကမလုတ်ခင်တဲ့ဟိုကဆွေးတွေးတဲ့ အာ तू လက်ခံတယ်ဆိုလို့သူလက်ခံလက်မခံဆိုမလုံးနဲ့အာအဲ့လိုဆွေးနွေးမထားဘဲနဲ့လုတ်တဲ့ပုံမှာမူတည်ပြီးတော့မှဘာမလုပ်ပါနဲ့ညာမလုပ်ပါနဲ့ဆိုတော့တို့ကျွန်တော်ကျွန်တော်တို့လည်းဆိုဖြစ်ပါဘူးဆရာပြောသလိုပဲအဲ့ဒီဂီတာကိုစိတ်ချစ်တဲ့စိတ်ကြောင့်ပဲထွက်ပလိုက်တာပါကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တော့ဘူးလေ